ိုင်စလော့ပြီးခဲ့တဲ့ရာသီကသွားခဲ့တဲ့ဒီစလော့ဘောဆိုပြီးခေါ်တဲ့ပတ်တန်လေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ app through ဒီ attract and play over ဆိုတာအိုင်စလော့ဘောပဲသူက app ဆိုတာဒီ app ပေးတာပေါ့ဘာလို့ဆိုတော့ဒီဒီ line လေး line ရှိတဲ့ထားပေါ့ line လေး line မှာဆိုသူကဒီတစ်လိုင်းကျော်ကိုပေးတာဒီ second line double pivot line ကိုကျော်ပြီးတော့ဒီ van dyke ကနေပြီးတော့ဟို app app pass ပေါ့နော်ဒီ attack ကိုပေးတဲ့ pass ဆလာကိုပေးတယ်ဆိုကာဟာပြည်သက်များအားလုံးပဲမင်္ဂလာပါဒီနေ့ season လေးကိုတော့ 1H back ကနေအဓိကကူညီပံ့ပိုးပေးလာပါတယ် ဘိတ်သက်တွေတဲကဘောလုံးနဲ့အာကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတွဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ One Expert ကိုဒေါင်းလုပ်ရယူပြီး promo code One Soccer House နဲ့အတူအကောင်းဖွင့်ဆော့ကစားနိုင်ပါတယ်။ပထမဆုံးသွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့စီစဉ်ရှိချောင်းကိုလည်းတည်ပြလိုက်ပါစီ။ Cyber Game နဲ့အခြားအားကစားနည်းတွေပြင်အခါအလျော်စွာရှိနေတဲ့ promotion တွေကနေ့ စူကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ဗျာ။စကားပြေတဲ့များအားလုံးပဲမင်္ဂလာပါဗျာ။လက်ရှိ Liverpool အသင်းရဲ့ရုန်းကန်နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ Liverpool နီးပြား Arne Slot အနေနဲ့အချိန်မီပြင်ဆင်နိုင်မှာလားဆိုတဲ့ topic ကိုကျွန်တော်ရဲ့ဒူအာဇာကလောင်ရှင်ဖြစ်တဲ့ကိုကောင်းသိန်းကသုံးသပ်ပြောဆိုပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကောင်းသိန်းမင်္ဂလာပါ။မင်္ဂလာပါကိုမင်း။ဒါပေမဲ့ကတော့တော်တော်ချင်းနေဆုံးနေပါလေတော်တော်ဆင်းရဲဆုံးနေတာကဒီလက်ရှိချန်ပီယံအသင်းတသင်းအနေနဲ့ ဒီပွဲစဉ်စနေဘွဲကံပြီးတဲ့အချိန်မှာဒါထက်ဝက်ရှုံးထားတာပေါ့လေ6ဘွဲဆိုတာကြီးကတော့တော်တော်ကြီးဟိုတော့များတယ်အသင်းကလည်းတော်တော်လေးရုံးကန်နေရတယ်ယုံကြည်မှုကလည်းတောက်ဆုံးနေတယ်အသင်းရဲ့ဆွဲရှာလည်းလျော့ရဲနေတယ်ပေါ့လေအဲ့တော့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ဒါကိုကောင်းတဲ့အရင်ဆုံးဘာကိုစပြီးတော့ဆင်းရဲကျင်လဲဗျအာဆွေးနွေးကြလာအာနီစလော့ကိုကအခုကပြည်သက်တွေကတော့တော်တော်ဝေဖန်ညံနေပြီပေါ့လေဒါညံတာတော့မဆန်းဘူးဒါပြီးခဲ့တဲ့ရာသီဖလားရတဲ့ကလည်းဒါပြည်သက်တွေရှူတောင်းကသူကရန်ကလော့ဖလားယူပေးထားတယ်ဆိုပြီးတော့ပြောတာဆိုတော့ဒီလို ဟိုရုံးကန်ရရသည်ဆိုတော့ပို့ဆိုးတာပေါ့ install ရဲ့ဝေဖန်တန်တွေကတော့ဟိုကျွန်တော်အနေနဲ့ကတော့အဲ့ပုံမှာတော့ဟိုထုတ်ထုတ်ဖို့တောင်းဆိုကြတာတော့နားလေတယ်ဒါပေမဲ့ထုတ်လိုက်ရင်လည်းဒါပြည်လေွားမဲ့ပြဿနာမဟုတ်ဘူးပေါ့လေဘာလို့လဲဆိုတော့ anti slot ကိုတည်ပြီးတော့ဒါဒီလူခုံမှုတွေပြည်လုံးထားပေးထားရဲဆိုတော့ anti slot ကပဲဘာတွေပြင်ဆင်မလဲပေါ့အဲ့ဒါတော့ကျွန်တော် အရင်ဆုံးစပြောချင်တာဗျလေရှေ့မှာတော့လေဒါလဘာဘူးဖြတ်တန်းလာတဲ့ဟာတွေဟိုဒီဘက်ကပဲကျွန်တော်တို့ဒီလဘာဘူးချန်ပီယံပြေးလန်းထွက်သွားပြီလားဆိုတော့တော့ပဲတပုတ်လေရိုက်ထားတော့ကျွန်တော်ဟိုဒီမှာတော့အရှိမဘာတွေဖြစ်ခဲ့လဲဘာတွေမှားခဲ့လဲကျွန်တော်သိမပြောတော့ဘူးလဘာဘူးနေနဲ့ပြင်ဆင်မယ်ဆိုရင်ဘာ option တွေရှိပြလဲအဲ့ဒါကိုကျွန်တော်အရင်ဆုံးစပြီးတော့ဆွေးနွေးချင်တာဗောလေအဲ့တော့အရင်ဆုံးစပြောချင်တာလူခေါ်ယုံမှုတွေဗောလေဟိုလူခေါ်ယုံလူလူခေါ်ယုံမှုဆိုတာကျွန်တော်နှစ်မျိုးနှစ်စားရှိတယ်ဗောနော်ကိုယ်အသင်းရဲ့ကစားပုံကိုအောင်မဲ့ကစားသမားကိုရှာပြီးတော့ခေါ်ယူတာမျိုးရှိတယ် နောက်ပြီးတော့ဒီကစားသမားအစ်စ်ရောက်လာတဲ့ဒီကစားသမားရဲ့ ability skill set တွေဒီသူ့ရဲ့ profile ပေါ်မူတည်ပြီးတော့အသင်းက like တဲ့လိုက်ပြောင်းလဲခြင်းလို့ခေါ်ယူလိုက်တဲ့ကစားသမားမျိုးရှိတယ်ပေါ့လေဥပမာဆိုဒါပြိတ္တတွေတော်တော်များများဆိုအထင်လွဲကြတာ2021ကဆိုဒါတီယာကိုအန်ကန်တာရာပေါ့သူရောက်လာတယ်ပြိတ္တတွေတော်တော်များများမကြိုက်ကြအောင်ဘာလို့လဲဆိုတော့သူတို့ဂိုင်ကလော့ကိုတွေးထားတာအများနဲ့ဒီ power house တွင်းလေကြီးပေါ့နော်အော်လေဝမ်းတော့အရင်ကောင်းနေတီယာကူကတော့ကောင်းပါတယ်ဒါသူဒီ technical လေးကြီးလဲလှတယ်ဒါပေမဲ့ မရဘူးပေါ့လီဗာပူးတီရနေနဲ့မလိုက်ဖက်ဘူးဆိုပြီးဝေဖန်ကြရရှိအဲအဲ့ဒါတကယ်တော့မဟုတ်ဘူးလီဗာပူးကအဲ့ဒါကဒီလီဗာပူး2.0ဆိုတဲ့ဒီ structure ကြီးကိုတိဆောက်ချင်လို့ဒီတီရကိုအကတော့တော့အရင်ဆုံးစပြီးခေါ်တဲ့ဒီအခြေခံလေးပေါ့နော်ဒီတီရကိုရဲ့ဒီဒီ scale တွေသူ့ရဲ့အရေးချင်းတွေပေါ့မူတည်ပြီးအသင်ကလိုက်တဲ့လိုက်ပြောင်းလဲခြင်းလားဒီကွင်းလဲကိုလဲ technical flaw ဖြစ်တွားခြင်းနေဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့မှာတော့အခုဒီရတီကိုကြည့်လိုက်မယ်ဆိုရင်ဒါလူခေါ်ယုံမှုတွေပေါ့နော်တရေဟာချင်းကိုကျွန်တော်ချိန်ထိုးပြီးပြောပြမယ်ဆိုရင်ဒါအာနိုးနေရာကို friend ပေါင်းဝင်လာတယ် profile မတူဒီ robertson နေရာကို care guest ဝင်လာ robertson ဟိုသူဒီလေပါဘူးစားရောက်ခါစားပုံစံနဲ့တော့တူကောင်းတူတယ်ဒါပေမဲ့နောက်ပိုင်းဒီ2020နောက်ပိုင်းမှာကစားလာတဲ့ဒီတတိယနောက်ခံလူပေါ့လေတက်စီဆိုတဲ့ roller ဆိုဘာမှမဆိုင်အဲတိုက်ဆက်ကိုကြီးလိုက်တော့ဒီ ATTK နေရာမှာကျွန်တော်တို့ဂျိုတာဝင်လာလို့ပြောလို့ရတယ်မတူဘူး isat နဲ့ nunas နည်းနည်းတူကောင်းတူတယ် isat ကပိုကောင်းတယ်အဲအဲ့ဒါတော့နည်းနည်းတူကောင်းတူတယ်ပေါ့ဒါပေမဲ့ nunas ကကြီးလိုက်တော့ဒါပြီးခဲ့တဲ့ရာသီအရဆိုလဲ line net အလောက်ကြီးရတာမဟုတ်ဘူး yang cloud လက်ထက်မှာရောဒီ isolo လက်ထက်မှာ line net ရတာပေါ့အစိုးဆုံးကတော့ဒီ Louis Diaz Louis Diaz နေရာမှာဒါ Florida Bass ဝင်လာတယ်ဘာမှမစားဘူး Florida ပြောတာဒါကွင်းလဲတိုက်စစ်ကစားသမားပေါ့လေ Playmaker ပုံစံနဲ့ပုံစံမျိုးပေါ့ဟိုကတော့နည်းနည်းဝင်ကားပုံစံအဲ့တော့ဒီလူဖော်မှုတွေကတယောက်လည်းမဟုတ်နှစ်ယောက်လည်းမဟုတ်ဘူး၅ယောက်ဒါကမမတာရှိလီတို့ Leonie တို့တော့ကျွန်တော်ထည့်မပြောတော့ဘူးဒီ main ၅ယောက်ခေါ်တယ်အဲ့၅ယောက်ခေါ်ပြီးတော့ Liverpool က transaction ကိုသွားတဲ့တာပေါ့ Revolution ဆိုတဲ့ Revolution သွားရမယ့်ပုံစံမျိုးသူခုတ်ခုတ်လိုက်တဲ့ကစားသမားကြီးနဲ့သွားရမှာအခုက Arsenal ကတော့အဲ့လိုပုံစံကိုသွားမနေခြင်းအဓိကပြက်နေတာပေါ့ဒါကကျွန်တော်က ပြောမယ်ဆိုရင်မက်ခရိုပုံစံမျိုးကိုဒါအရင်ဆုံးချင့်ကတ်တာပေါ့နော်အထက်အတွင်းထဲမှာတော့အများကြီးရှိသေးတယ်ဒါမက်ခရိုပုံစံမျိုးရဆိုရင်တော့ဒါအာဒီစလော့ကအဲ့ဒီပုံမှာမူတည်ပြောင်းလဲရမယ်သူအရင်ဆွဲကတ်ထားတဲ့ဒီ shape ရဆိုရင်4213အဲ့ shape နဲ့ဘလို့မှအဆင်မပြေဘူးဘာလို့လဲဆိုတော့ဒီ type set အားတန်ကစားသမားတွေအရင်များနေတယ်လီဗာပူးရဲ့ DNA ကကျွန်တော်တို့ present လို့လည်းပြောလို့ရတယ်ဒီအခြေချံ present ခက်ကုန်ပြီဆိုမှဒါ present ရတော့လီဗာပူးကပေးနေစေလို့လည်းပြောလို့ရတယ်ဒါပေမဲ့ဒီအားဒီမှာပို့ပြီး present နေပေးတယ်အဲ့ present ပေးတဲ့နေရာမှာ present လောက်ဟာနှုတ်မကောင်းတာပေါ့လေစာလာကော APTK ESET Florian VS Corriga Boasa ဘယ်သူမှကောင်းမနေအဒီအဓိကအဲ့ဒါ out of position ပါပေါ့ in position မှာဆိုရင်လည်းဒါတောင်ပိုင်းကစားသမား2ယောက်နဲ့ဒီ central ဝင်ရိုးကဒီ Florian VS တို့ APTK တို့ချိန်ဆက်နိုင်ဘူးအာတော်တော်လေးအားနေပါတယ်ပေါ့နော် focal points ပျောက်သွားတော့ခုနှစ်ကတော့ဒါစာလာကို focal point နဲ့ထားပြီးသူ့စီကိုဒီဘယ်တော့ line နဲ့ဒီကဒီ meta တက်ဆောင်ရဲ့ asset နားလောက်မှာသူကညာတောင်ပိုင်းထွက်တယ်သူ့စီကိုဘောလုံးတွေရအောင်ပေးတယ်အဲ့ဒီလိုပြီးခဲ့တဲ့ရာသီကသွားခဲ့တဲ့ ဒီ slow ball ဆိုပြီးခေါ်တဲ့ပတ်တန်လေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ abut through ဒီ attract and play over ဆိုတာ any slot ball ပဲသူက app ဆိုတာဒီ abut ပေးတာပေါ့ဘာလို့ဆိုတော့ဒီဒီ line လေး line ရှိတဲ့ထားပေါ့ line လေး line မှာဆိုသူကဒီတလိုင်းကျော်ကိုပေးတာဒီ second line double pivot line ကိုကျော်ပြီးတော့ဒီ van dyke ကနေပြီးတော့ဟို app app pass ပေါ့နော်ဒီ attack ကိုပေးတယ် pass sala ကိုပေးတယ် sala က best pass လေးတစ်ချက်တည်းပဲပြန်ပေးတယ်ဒီ double pivot line ကိုအဲ့ကနေပြီးတော့သူဟိုးနောက်ဆုံးက speed ကြီးတယ် true ball ပေးလိုက်တယ် app through ဆိုပေါ့ဒီ attract in ဆိုတာကကြတော့ဒီ full back တွေက ဒီဘေးရက်မှာတော်တော်လေးဒီနီးကပ်ကစားရတယ်ဒီအလီဆွန်ရဲ့ဒီစနာဘက်2ယောက်ရဲ့ဖူဘက်2ယောက်ရဲ့ဒဘက်ပစ်ဖို့2ယောက်ရဲ့အဲကိုတို့မပိုင်9ယောက်ပေါ့အဲ9ယောက်ရဲ့အကွာဝေးကတော်တော်လေးကိုနီးတယ်တယောက်တယောက်ဒါ3မီတာ4မီတာ5မီတာလောက်ပဲကွာပြီးတော့ဒီပြိုင်ပတ်ရဲ့ဝင်ကားတွေကိုအတွင်းထဲကိုခေါ်ပြီးကစားတယ်ဘာလို့အဲ့လိုကစားလဲဆိုတော့အခုဘိုင်ယန်မြူးနစ်မှာကွန်မတီကစားနေလို့ပဲအဲတော့ကတပယ် force 9ပေါ့နော်တပယ်တန်းလို့လည်းပြောအဲ့နှစ်ယောက်ကဒီကွဲလဲဒီဘေးတာတဲ့စပယာမန်းနေနဲ့ဆင်းလာတယ်ဒီဂျိုတာနဲ့ဆော့ဝတ်စ်လိုင်းကဘာလို့အဲ့လိုကစားလဲဆိုတော့ဒီ height pitch မှာတင်ထားခြင်းနဲ့ဒီ Louis Diaz နဲ့ထားပါတော့ဒီ Louis Diaz ကတော့နောက်ပိုင်းအတွင်းထဲမှာဆိုတော့ Cory Gabo ထားပါတော့ Cory Gabo နဲ့ Sala ကိုပြိုင်ပွဲဖူးပတ်နဲ့ one versus one ဖြစ်နေခြင်းနဲ့အဲ့ဒီနောက်က speed တွေကိုအသုံးချခြင်းနဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီ Apex Crew ကစားတယ်သူတို့ပြိုင်ပွဲ present ကိုအတွင်းထဲကိုခေါ်တယ်သူတို့ကြော်လှောပါဆိုတဲ့ပုံစံမျိုးတော်တော်လေးလေးကောင်းတယ် slow ball slow ball ဆိုတော်တော်လေးလေးအဲ့လိုပုံစံအဲ့ပတန် goal တွေလည်းတော်တော်အများကြီးမြင်ရတယ်တလိုင်းကြော်ကိုပေးတယ်နောက်တစ်စက်ကိုပြန်ချတယ်နောက်တလိုင်းကြော်ကိုပြန်ပေးတယ်ဆိုတဲ့ပုံစံမျိုးဒီယာစီမာကတော့အဲ့ဒါက လုံးဝပျောက်ဆုံးသွားတယ်ပျောက်ဆုံးသွားတဲ့အထိကအချက်ကဖူဘက်နှစ်ယောက်ဒီအတွင်းထဲကိုဝင်ပြီးဒီ quarter back ပုံစံမျိုးတက်စီပြီးပုံစံမျိုးမကစားပေးနိုင်ဘူး gas gas ကိုအာနိုအဲ့တော့အာနီစလော့ဘာလုပ်မလဲအဲ့နှစ်ယောက်ရဲ့နေရာကိုကျွန်တော်တို့ဒီ DM တွေကိုစင်ပြီးကစားလို့ရခုလက်ရှိ company ကစားနေလို့ပဲ Pavlovic နဲ့ဒီ Kimmich နဲ့ကိုဒီယာယီဖူဘက်နေနဲ့ချပြီးကစားလို့ရတယ်ဒီဖူဘက်တွေရဲ့ height ကိုညှစ်ပြောမယ်ဆိုဒီ person scale အားနည်းတဲ့ဖူဘက်တွေကိုဒီတိုက်စစ် line တွေကိုပို့ လုံးတယ်ပေါ့ဒါ imposition အရဆိုကျွန်တော်အကြမ်းမြင့်နေလည်းရင်ပြောလက်ရှိ artist လောအဲ့ဒါလုံးမနေခြင်းอ่ะပဲဒီသူ့ကိုဝေဖန်တာနေပို့ပြီးတော့ညံနေစီတယ်လို့တော့ညင်းတယ်လို့တော့ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါတကယ်တော့ liverpool အသင်းရဲ့အခြေအနေပြန်ကြည့်လိုက်တော့အဲသူခုန်ထားတဲ့ဒီကစားသမားတွေကဒါလက်ရှိ modern football စစ်တယ်ပေါ့လေတိုက်စစ်ကိုအရင် high and wide ပုံစံမျိုးနဲ့ကစားရတယ်အဲ့တော့ဟိုမနစ်ကအာနိုလိုအဲ့လိုပုံစံကစားရမှာမဟုတ်ဘူးဟိုအာနိုလိုကအမှန်တမ်းပြောရမယ်ဆိုတော့ဒီတာစီမီနေနဲ့ကြံပဲနောက်ကနေဒါ playmaker role အနေနဲ့သူ့ရဲ့ ဒီလောင်းဘောတွေနဲ့ဟိုဟိုမော်ဆာလာတို့ရှိကိုအဲဟိုမော်ဆာလာတို့ရှိကိုတင်မယ်ဒီလိုမျိုးပုံစံနဲ့ဒါမှမဟုတ်ခုလက်ရှိသူခေါ်ထားတဲ့ကစားသမားရတာမော်မော်ဒန်ဖုတ်ဘောလည်းစစ်တယ်နောက်ပြီးတော့အိုဘာလပင်းအရန်အကောင်းတဲ့ကစားသမားတွေဒီလိုအနေထားမျိုးမှာကလီဗာပူးလက်ရှိကစားနေတဲ့ပုံစံနဲ့ကတိတ်မလိုက်ဖက်ဘူးအဲပိုဆိုးတာကဒီဟာဒီလီဗာပူးရဲ့ဒဏ်ရာပြဿနာပေါ့ဒဏ်ရာပြဿနာလည်းတော်တော်လေးထိုးနှက်တယ်အဲ့ဒီအပြင်ဦးမှာနွေယာဒီမှာခန်းစင်ကစားသမားတယောက်ကြောင်းမော်ဝယ်လိုက်တဲ့ပြဿနာကလည်းနောက်ထပ်ပေါ့လीအတွေ့အကြုံရှိခဲ့ဒါလီယူနီကတော့ထားပါတော့ ဲတော့လီယိုနီလည်းမနိုင်ပြောရင်သူ့အယူသိရှိပါတယ်ဒါပေမဲ့ကန်ဆိုးသွားတဲ့ AC ရဲ့ထိပါတယ်အဲ့အပိုင်းနေရာလဲလီဗာပူးအသင်းရဲ့ဒီကစားပုံကိုဒါဟိုဘယ်လိုပြောမလဲကစားသမားအနေနဲ့သူတွားကျင်တဲ့ပုံစံတွေကမလိုက်ဖက်တယ်လို့လက်ရှိအခြေအနေမှာအဲ့ကစားသမားတွေကြောင့်ပဲလီဗာပူးအသင်းရဲ့ဒီ big cafe ကတော်တော်လေးရုန်းကန်နေရတယ်အဲ့တော့အဲ့တော့ဒီ big cafe ကိုဒါဟိုကောင်းနေခုနပြောလို့ပဲသူအချိန်ကြီးဘလို့ပြင်ဆင်มาလဲအတင်းရဲ့ရှိတ်ကိုပြောင်းมาလားဘလို့ထင်လဲဗျဟုတ်ကဲ့ပြင်ဆင်ဖို့လိုလိုအဲ့နေရောဒါကျွန်တော်ဒီပြဿနာတွေအများကြီးတွေကဒါ ောက်ရုပ်ပိုဆက်ရှင်ပြဿနာမပြောဆိုအင်ပိုဆက်ရှင်မှာပဲရှိနေသေးတယ်ပေါ့နော်အဲ့တော့ဟိုလီယိုနီယာလည်းကိုယ်ဝင်တကယ်တော့ ACN ရသွားလို့ဆိုရင်လည်းဒီအသက်၁၈နှစ်ဒီပါမားရောက်လာတယ်ကောင်းပါတယ်ဒါပေမဲ့ Iceland အနေနဲ့အဲ့လောက်ကြီးထည့်သုံးမှာတော့မဟုတ်သေးဘူးပေါ့ဒီမိတ်တော်တို့မရသေးဘူးတကယ်တော့သူတို့ဒါမကေဟီကိုရအောင်ခေါ်ခဲ့တဲ့နော်အဲ့တော့မကေဟီကလည်းဟိုမရဘူးဒီဇန်နဝါရီမှာလည်းရောက်မယ်လို့မထင်ဘူးဘာလို့လဲဆိုတော့ဒီနောက်6လဆိုအလွတ်ရောင်းချွေကြီးနေခေါ်လို့ရမယ့်နေသားမှာဒီဇန်နဝါရီမှာတော့ဖော်မယ်လို့တော့ကျွန်တော်မမြင်ဘူးပေါ့နော်အဲ့တော့ မှန်တယ်ကိုဝင်ပြောတာဒီခံစစ်ပြဿနာကိုလုံးဝတော့အားမဆိုင်ခဲ့တာအဲ့ဒါအရင်ဆုံးလီဗာပူးဘုတ်ဖွဲ့ရဲ့အမားပဲဒီလိုအမားတွေကိုမကြာခဏလည်းအများနဲ့ကျူးလွန်တယ်ဒီလီဗာပူးကလူခုံမှုတွေလုပ်ပြီးဆိုတနေရာချင်းလိုက်ကိုပဲဟိုဘယ်လိုပြောရမလဲပြင်ဆင်နေပေါ့လေနောက်တန်းနောက်တန်းပြီးရင်အလဲတန်းအခုရှေ့တန်းပေါ့အခုနောက်တန်းဆိုကျွန်တော်တို့မှတ်မိမှတ်မိမလားမသိဘူးဒါပြိဿတ်တွေလဲဒါကွန်နာတေးရောက်မလာသေးဘူးလော်ဘရန်ကိုတို့လက်လွတ်လိုက်တယ်ဒီဂျိုကိုမတ်နဲ့ဗန်ဒိုက်နဲ့မာတင်နဲ့၃ယောက်ထဲနဲ့ဖြတ်သန်းတယ်ဂျိုကိုမတ်ကဒီဗန်ဒိုက်က ACN နဲ့ MCN နဲ့ထိတဲ့အချိန်မျိုးမှာဒါ ဟန်နာဆန်အောင်ဖာဗင်ယူကိုထန်နာဘက်အနေနဲ့ဇုံလုံးစင်ကစားအဲ့အဲ့အချိန်မှာဆိုတာရစ်ဝီလီယမ်တို့ဒီဖီလစ်တို့ဝင်ကစားခဲ့ရတယ်ပေါ့နော်ဟိုဇန်နဝါရီကာလမှာလည်းဒါအိုဇန်ကာဘတ်တို့ပါအောင်ရှောက်အငှားနဲ့ရှောက်ခေါ်ရဟုတ်ကဲ့အဲ့ပြဿနာကိုလည်းတို့တင်ကန်းစားမယူနိုင်အဲ့ပြီးတော့ဒုတိယအချိန်ဒီကွင်းလယ်ပြဿနာလေပါဘူးဒုတိယအချိန်အဲပထမအကြိမ်မှာတော့ဒါအလီဆန်ဘတ်ကခေါင်းတက်တိုက်ပြီးတော့ချန်ပီယံလိဝင်ကိုကယ်လဲရဲ့အကူစားပေါ့လေဒုတိယရာသီမှာတော့ဒါယူရိုပါလိကိုရောက်သွားတဲ့ကိစ္စအဲ့ဒါတော့ကွင်းလေ ไอ้กวินเลยอีอ่ะโลနေပြီฮานาซันလည်းကြာရွယ်ရောက်နေฮานาซันနောက်ပိုင်းဆိုအခု graph four မှာကစားတယ်နံပါတ်7ကိုကစားတော့ဒါပေမဲ့ young club ကအဲ့ချိန်မှာဒီနံပါတ်8 10 row ပေါ့နော်ညာချမ်းနံပါတ် RMD နဲ့သုံးတယ်ဒါသူဘလို့မပြန်မလိုက်နိုင်တော့ဘူးအာနိုရဲ့ space ကိုအဲ့လိုနေထားမျိုးမှာဒီကွင်းလေကြီးလိုနေတယ်ကွင်းလေကလောအောင်တီအောင်အန်ဒါရာနဲ့လေအတွဲဘက်ကမရှိဘူးအန်ဂရာကအဲ့ဒိုင်းရင်းပတ်စ်တွေပေးတာအများကြီးပဲဟန်နာဆန်ကိုဒါပေမဲ့ဟန်နာဆန်အဲ့ဘောလုံးတွေကိုဘရက်ဇစ်တေချာမလုံနိုင်ဘူးပြန်ပြီး မဖြန့်ဝေနိုင်ဘူးခန္ဓာဆိုင်ရဲ့အရေးတွေဒါသူ့အပြစ်မဟုတ်ဘူးသူ့အရေးသေးကအဲ့ဘိုင်းမှာမဟုတ်ဘူးဒါပေမဲ့12ဘက်ပြောင်းလို့လူခေါ်လူဘူးမှမခေါ်ဘူးအာဘယ်လင်ကန်ကိုပဲနောက်ရာသီမှာစောက်မှာလို့လို့ဒီဘယ်လင်ကန်ကိုငွေသုံးဖို့ပဲဒီရာသီကိုချွေလိုက်တော့မှာလို့ဒီစကားတွေရှောက်ပြောပြီးတော့ဟိုအာလာမေလိုကြီးရောက်လာဟုတ်တယ်အမားနဲ့ပြီးတော့လေဒဏ်ရာရပါဘာမို့အဲ့မှာလေဂျီလိုဘာလီရောက်ပါအဲ့နှစ်ခါကြောက်ဟိုအခုဒီရာသီကြောက်တိုက်ဆက်ပေါ့လေဒီခန်းဆက်မှာဖန်တိုက်ကကြာလာပြီခုနတည်းကလည်းအဲ့လောက်ကြီးလုံလောက်အောင်မကောင်း ဂျိုကိုမကအမြင်နဲ့ injury pro ခန်းစက်ကကြလာပြီအဲအဲ့ဒါကိုဒီ Robertson တို့ဘာတို့ center back တွေပါရှောက်ထားပြီးဖာထေးပြီးတော့ဆက်သွားဖို့ကြံရွယ်ခဲ့ပုံရပါတိုက်စစ်မှာတိုက်စစ်ကြီးပဲအကုန်ဖြည့်ပလိုက်ဟုတ်ရက်ကစားဒီ full back တွေဆိုတာလည်းဒါတိုက်စစ်လိုက်ပါမှုအားကောင်းတဲ့ full back တွေပေါ့လေဒီကွင်းလေဘိုးခန်းစက်ကစားသမားကိုလုံးဝမဖြည့်ဘူးဒီ major sign နဲ့အနေနဲ့ဆိုကိုနာတေးနောက်ပဲဘယ်သူမှမရှိဒီ Leonie တို့ဘာတို့က35တန်းပေးရတယ်ဆိုမှဒါကတကယ် major sign နဲ့တော့မဟုတ်ဘူးပေါ့လေဒါ potential အရချုပ်တယ်ကိုနာတေးနောက်ပဲဘယ်သူမှမရှိဆိုတော့အဲ့ဒါကိုအရင်ဆုံးခံရတယ်ဒါမဲ့တကယ်တကယ် ဝင် transfer window ကပိတ်သွားပြီတကယ်ကိုင်းနှင်းပြဿနာဆိုနီးပြပုံပါပဲမူတည်တယ်အဲ့ဒါတော့လုံးဝညင်လို့မရဘူးနီးပြကဘယ်လောက် adaptation ကောင်းလဲကြည့်ရမှာပေါ့လေအခု isolate ဖြစ်နေတဲ့ပုံစံကဟိုအသစ်တွေအများကြီးခေါ်လိုက်တယ်အဲ့ဒီအသစ်တွေနဲ့ live ဖတ်တဲ့ shape တစ်ခု formation တစ်ခု tactical identity တစ်ခုကိုမတိဆောက်ဖဲနဲ့ဒီအဟောင်းတွေကစားခဲ့တဲ့ပုံစံကွက်သေးကိုပဲဒီ site ထဲနေ profile ီမကိုက်ညီမကိုက်ညီဟာတွေရိုက်ထည့်ဟာမကိုက်ညီတဲ့ဟာတွေကိုရိုက်ထည့်နေတော့မြင်ရအခုဆိုကတ်ကတ်လို့ဒါကျွန်တော်တို့ဆိုတော်တော်လေးစိတ်ပြည့်ရတဲ့ကစားသမားကတ်ကတ်လို့ဒါပေမဲ့လွန်ခဲ့တဲ့2လ3လကိုနောက်ပြန်ရေးပြီးကျွန်တော်ပြန်ကြည့်လိုက်ရင်အရန်ပျော်သွားတဲ့ခေါ်ယုံမှုတစ်ခုလေဘာလို့ဆိုဘုံမောက်မှာဆိုလဲဒါတော်တော်လေးကောင်းတယ်ကောင်းတယ်မိကေအဲ့ဘုံမောက်လို့မလို့ပုံစံမျိုးခုထိမကစားရတယ်ကတ်ကတ်ကအဲ့ရလည်းပြဿနာတစ်ခုပေါ့နော်ဒီဝစ်တေကိုထောက်တဲ့ဖူဘတ်တွေကိုခေါ်တယ်အိုင်စလော့ဖိနစ်ကတုံးခဲ့တာဝစ်တေကဝင်ကားတွေကိုထောက်တယ်အဲ့မှာလဲရိုးတွေထက်ရိုးတွေထက်ပြီးတော့ဒီကာဘိုရိုဆာလာကိုပဲအဖိနစ်ကတိုင်းထားပြီးတော့ဒီဖူဘတ်တွေကို ဆွ adaptation လောက်ခိုင်းနေတဲ့ပုံစံမျိုး frame bound လည်းပျောက်သွားတယ်ဒါရရနေလို့ဆိုတော့ပါဝင်တဲ့ပွဲတွေမှာလည်းလောက်ကြီးခြေစွမ်းမပြနိုင်ဘူးသူနေကက်ကက်ကတော့ပိုဆိုးပါအခုဆိုတော့ဘတ်ဆန်အောင်တော့နေရာဖယ်ပေးထားတာဆိုတော့ ဒီဘိုင်းကိုတော့အရင်ဆုံးပြင်ဖို့လိုတယ်အဲ့တော့ဒီမှာကျွန်တော်ဘာတွေပြင်မလဲဆိုတဲ့နေရာကိုပြောတဲ့ဟာမှာအာကျွန်တော်တို့ဟိုနားလေတက်ကြွထားတဲ့ဟာလေးညဒါတုံးတက်တာပေါ့အာနီစလုတ်ကိုမသိဘူးလို့ကျွန်တော်ပြောရလည်းမဟုတ်ဘူးအာနီစလုတ်လုံးချင်မှလည်းလုံးမယ်မလုံးချင်လည်းမလုံးဘူးပေါ့ဒါဘာတွေပြင်ဆင်မလဲဆိုတာကိုကျွန်တော်ပြိသက်ရှုထားအောင်နေရာနေပြီးတော့ကျွန်တော်တင်ဆက်ပေးတာပေါ့နော်ဘာလို့လဲဆိုတော့ပြိသက်တွေကဒါနီးပြားကိုထုတ်ဆွဲနေတာမှာအပြောင်းလဲတစ်ခုကိုလိုချင်လို့ဆိုတာကျင်းသေးပဲလေအဲ့တော့ဘလို့အပြောင်းလဲတွေလိုချင်တာလဲကိုကျွန်တော်နှိုက်ထုတ်ကြည့်တာပေါ့နော်ဒီဘေးထဲမှာဆိုရင်ခုနဒီမက်ခရိုပြီးွားတဲ့ဒီမိုက်ခရိုတုံးတက်မှုတွေမှာဆိုရင်ဒီ ်သနာဘက်နှစ်ယောက်ကြားတွေကိုကွင်းလေတစ်ယောက်က drop လာတဲ့ပုံစံမျိုးလုပ်လို့ရတယ်ပေါ့နော်။ဗာဖူဘက်တွေကိုမြင့်လို့ဆိုဒါမှမဟုတ်ယာယီဖူဘက်တွေနဲ့ဒီဒီ develop အဲ sorry ဒီ develop pivot တွေကတယောက်ယောက်ပေါ့နော် defensive midfielder ကစန္ဒဘက်နှစ်ယောက်ကြားတွေကို drop ရင် drop အတော့ရင်သူတို့တက်သွားမဲ့ full back ရဲ့နေရာကိုလာဖြည့်ပြီးဆိုတဲ့ပုံစံမျိုးအဲ့မှာ option နှစ်ခုရှိတယ်။ဒီ kai gas ရဲ့အမြင့်ကိုမြင့်ဖို့ဆိုရင်တေးကြတယ်ဘယ်ချမ်းတိုက်စစ်မှာ Florian VS အဲ့ဒါကို Arsenal အခုလုံနေပြီ။ အဲ့တော့ Carcass ကို Carcass နဲ့ VS နဲ့တွဲသုံးလာဆိုမသုံးသေးဘူးခုထိအဲ Carcass sorry Florian VS အတွင်းထဲဝင်ကစားတဲ့ပွဲတွေမှာဆို Robertson ကိုသုံးတယ်ပေါ့နော်အခု Carcass နဲ့သုံးမယ်ဆိုရင်အဲ Florian VS ပဲချန်ကစားတာတော်တော်လေးလိုက်ဖက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့အဲ့လိုအနေထားမျိုးမှာဒီဘက်ကယာယီဖူဘက်အနေနဲ့စင်းမလားယာယီဖူဘက်အနေနဲ့စင်းမယ်ဆိုအဲ့နေရာမှာ Magalester လုံးဝမကောင်းဘူးဒါပေမဲ့ Anisilo က Magalester ကိုသုံးတယ်တကယ်ယာယီဖူဘက်အနေနဲ့ကောင်းတာကတိကျုံကတိကျုံအဲ့နေရာဒီမှာအပေါက်တွေလိုက်ဖြည့်ပြီးတော့သူက pass and move give and goal လေးတွေနဲ့လိုက်ပြီးကစားပေးနိုင်တယ် ဒါပေမဲ့မကလက်စတာကိုအဲ့နေရာမှာသုံးနေတယ်မကောင်းနောက်ထပ် option တစ်ခုအကြအဲ့လိုမြင်ပြီးရင်ကျွန်တော်ဟိုတစ်ခေါက်ကလည်းပြောခဲ့တယ်ဂျိုကိုမက်ကိုတက်စီပီနေနဲ့ညာချမ်းမှာသုံးမလားအဲ့ဒါတော့အဲ့ option ကသိမကောင်းဘာလို့လဲဆိုတော့ frame bound ကို line line နဲ့ခောက်ရမယ်ပုံစံမျိုးဖြစ်တယ် bradley ကိုခောက်ရမယ်ပုံစံမျိုးဖြစ်တယ်ဆိုတော့ဒါကပထမ option ဖြစ်တယ်ကတိကျုံကိုအဲ့လိုမျိုးဒီ yai fu ဘက်နေနဲ့သုံးလို့ရတယ်နောက်တစ်ခုကျွန်တော်ကျွန်တော်တကူရေးပါမကြိုက်တဲ့ဥစ္စာကအဲ့ grand bus ကို cancel line နဲ့ကိုဆွဲချတဲ့ကိစ္စပေါ့နော်ဒီ first receiver အနေနဲ့ထားတဲ့ကိစ္စကိုကျွန်တော်လုံးဝမကြိုက်ဘူး ပို့ဆိုတာအဲ့ဒီဆိုတော့ဟိုအရေးကြုံလာရင်ကိုနာတေးကိုထုတ်ပြီး Grand Bass ကိုဒီ Van Dyke နဲ့အတွဲအဖြစ်ဒီ RCB ဖြစ်လုံးလိုက်တယ်အဲ့ဒါလုံးဝမကြဘူးဒီ Grand Bass ရဲ့အရေးချင်းကိုဖြုံးတိရရောက်တယ် तू ကပတ်စာမဟုတ်ဘူး receiver receiver တော့မှ तू ကဒီ primary receiver မဟုတ်ဘူး second receiver လို့ပုံစံဗါဒီ block ထဲမှာဘောလုံးလက်ခံတာအရန်ကောင်းတဲ့ပုံစံမျိုးအဲ့လိုကစားသမားမျိုးကိုအရေးကြုံလာလို့ကြက်ညက်နေတဲ့ low block လို့ဖြစ်နေအဲ့ block ထဲကိုအဲ့ကစားသမားကိုမထည့်ဘဲနဲ့ဒီ block အပြင်ကိုထုတ်ပြီး passing တွေလွတ်ခိုင်းတာကိုကျွန်တော်မကြိုက်ဘူး draw မယ်ဆိုကတိရုံး draw လို့ရတယ်မကလစာ draw လို့ရတယ် server slide လည်း draw လို့ရတယ်ဒါပေမဲ့လောလောဆယ်တော့အဲ့ဒီ slot ကအရေးကြုံလာရင်အဲ့လို draw တာကိုကိုနာတေးကိုထုတ်ပြီး grand badge ကိုအနောက်မှာထားနေတာကိုမကြိုက်ဘူးပေါ့နော်နောက်တစ်ခုကတော့အားလုံးလည်းသိကြတယ်ဒါပြည်သူတို့များလည်းပြောကြတယ် present အတွက်အရန်အားကောင်းတဲ့ကစားသမားသုံးမဟုတ်ဒီမကလစာအားရော့နေတဲ့အချိန်မှာ double pivot အနေနဲ့သင်ရဲ့ control ကိုထိမ့်ပေးနိုင်တဲ့ကစားသမား server slide ကိုညာချမ်းဖူးဘက်ညီမှာလာလာပြီးသုံးတာပေါ့ဒါလည်း anti slot ရဲ့အားနေချက်တစ်ခုပေါ့လေဒါ နာသနီယယ်ကလိုင်းနာသွားတယ်ရိုင်ကလော့လက်ထက်မှာသူအာနိုးနေရရလာတယ်အခုကဒီကျွန်တော်တို့ဘရက်လီတန်ရရနဲ့ဖရင်ပေါင်တန်ရရနဲ့ဒီကေဗရန်ဆေးတို့ဒါကျွန်တော်လေးကောက်မှာဒီရည်တပွဲကစားသွားတဲ့ခြေစွမ်းကိုလည်းကြိုက်တယ်မတုံးအဲ့လိုမတုံးလို့ဂျိုကိုမတ်တုံးလားဆိုတော့ဂျိုကိုမတ်ကိုလည်းသူမယုံကြံ့ခိုင်မှုကိုမယုံဘူးကွအဲ့လိုပြဿနာဖြစ်နေအနေထားဒါပြည်သက်တွေဝေဖန်နေအတန်ကြီးညံတာလေမဆန်းလို့ပဲပြောရမယ်ကိုအဲတကယ်တော့အနီစလော့က ိုသူ့ရဲ့လက်ရှိ squad တဲ့အရာဆိုသူ့အနေနဲ့ဒီကစားသမားတွေကိုအတင်းအကျပ်ဒီ adaptation လုပ်ခိုင်းတာနဲ့သူကိုယ်တိုင်ကဟိုက flexible ဖြစ်ဖို့တော့အခုချိန်မှာလိုဝင်ပြီးတော့ကျွန်တော်ယူဆတယ်ဗောလေအဲ့တော့ဟိုသူ့အနေနဲ့ဒီလူမျိုးဒီအတင်းရဲ့ big up fame မှာဒါရုံးကန်နေရတာလေဒီခုနကိုောင်းတယ်ပြောသူမျိုးဒီ government ဘက်ကဒါဟို deep state ဒါဆွဲချပြီးတော့အဲ့ဟာလေအမှန်တမ်းပြောတော့အဲ့ဒါလည်းအဖြစ်မဟုတ်ဘူးတကယ်တော့ဟိုသူသူ့ရဲ့စိတ်ထဲမှာကိုကဒါပြီးခဲ့တဲ့ရာသီကဒီ champion ရခဲ့တဲ့လမ်းကြောင်းမှာအဓိက ူ့ရဲ့ဒီကွင်းလန်ထရီကိုလည်းသူဖျက်ချင်ပုံသူမပေါ်ဘူးအဲ့အတွက်သူမရမကကိုသူလောက်ကြည့်နေတာဗောလေအဲတကယ်တော့လည်းဟိုအဲ့ဒါကြီးကအဖေတခုဟိုဟုတ်မဟုတ်တော့လဲဒါကြာရင်သိရမှာဗောလေတကယ်တော့ကျွန်တော်ကတော့ဟိုဒီ3ယောက်ထဲမှာအခုလက်ရှိမှာနည်းနည်းလေးဟိုဖောင်းအောင်နေတယ်တယောက်တော့ကျွန်တော်ကတော့ဟိုခောက်တင်ပြီလို့ကျွန်တော်တို့ယူဆတယ်ဗောလေအဲ့တော့အဲပြီးခဲ့တဲ့ဒီပူပူနွန်းနွန်းဗောလေဒါပြီးခဲ့တဲ့ foreign နဲ့ show မွေးကိုတွားကြည့်လိုက်တော့ liverpool အသင်းရဲ့ဒီ tactics creativity ကလည်းတော်တော်ကြီးကိုရော့ကျသွားတယ်အဲ့မှာ ဟိုတပွဲလုံးမှာလီဗာပူးလိုအသင်းမျိုးကမိနစ်60တပွဲလုံးမှာဘစ်ချန်တစ်ချိန်ပဲရှိရအဲ့ဒါကြီးကလုံးဝဟိုလက်ခံနိုင်ကြမရှိဘူးပေါ့လေအဲ့တော့ဟိုပြင်ရမှာရောများပါတယ်ဒါပေမဲ့အဓိကပြင်ရမှာအသင်းရဲ့ဒါ bigger free မှာသူဘလို့ပြင်ဆင်มาလဲနောက်ပြီးတော့ဒီတိုက်ဆက်မှာဘလို့အခင်းမျိုးဘလို့အခင်းချင်းမျိုးသုံးมาလဲပေါ့လေတကယ်တော့ကျွန်တော်ကလက်ရှိမှာလူလူတွေကပြောနေကြတာ foreign back ကိုဟိုဟိုပေးရတဲ့စိတ်နဲ့မတန်ဘူးနေပါရဲ့အဲ့ဒါကိုကျွန်တော်ကသိကောင်းထဲမှာမရှိဘူးဘာလို့လဲဆိုတော့ foreign back အရေးသူကျွန်တော်ယုံတယ်အဲ့တော့တကယ်လို့ဒါ foreign back ကဒီရာဒီမှာ သူ့ရဲ့ဟိုအည်သူရမဟုတ်ဘူးဆိုရင်ဘာကိစ္စနဲ့ဂျာမနီမှာသွားပြီးတော့ခြေစမ်းပြနေမှာတော့ဂျာမနီမှာအရန်ကောင်းတယ်လမ်းပြန်နေတာပဲသူ့စီကပဲဒီတိုက်စစ်လမ်းကြောင်းစတင်တာကြီးထွက်တယ်ဆိုတော့ဟိုအာနင်းစလောင်းနေနဲ့ဒီတိုက်စစ်ပိုင်းလဲဟိုဘယ်လိုပြောမလဲလုံရဲကံရရှိပြီးတော့လိုပြီအဲ့တော့ဘယ်လိုပြောမလဲဒီဆာလာရဲ့အခန်းကဏ္ဍကိုသူဘယ်လိုလုပ်မှာလဲထပ်ပြီးတော့ short ချမလားဒါမှမဟုတ်ပို့ပြီးတော့အလုတ်လုတ်အလုတ်ပို့လုတ်ခိုင်းမှာလားအဲ့တော့ဒီတိုက်စစ်အခင်းချင်းရောဘလို့ဆက်ဖြစ်လာနိုင်လို့တော့ဆက်ပြောပြီးပါဟုတ်ပါရဲ့ကိုမမေးရတော်တော်လေးလည်းကောင်းပါအဓိကကျွန်တော်ပြောချင်တဲ့အရာလည်းအဲ့ဒါပဲပေါ့နော်ဟိုအားလုံးပြက်နိုင်တဲ့ကြီးနေတာက ဆာလာပြဿနာဆာလာပြဿနာတော့မဟုတ်ဘူးပေါ့လေဒီဆာလာနဲ့လက်ရှိသူခုထားတဲ့ကစားသမားအသက်တွေနဲ့ပေါင်းစည်းဝါဖို့ပေါင်းဆက်သွားဖို့ကမစီတခုမိဝါဖို့ဆိုတော့တော်တော်လေးခက်တယ်ဟိုခေါ်ယူမှုတော်တွေဟာဒီဆာလာအလွန်အတွက်ကိုရည်ရွယ်ပြီးခေါ်ယူထားတာဖြစ်တဲ့အတွက်ဒါတော်တော်လေးကိုဒီမှာခက်တယ်ပေါ့လေပြီးတော့ပို့ဆိုးတာကဒါဆာလာရဲ့လေဝါနှုံပိုင်းကဘလို့မှကိုဝင်ပြောလို့မျိုးပို့ပြီးအလုံးပို့လို့ခိုင်းလို့ရမှာမဟုတ်ဘူးမခင်ရတော့အဲ့တော့ပုံလုံးခိုင်းခြင်းသူသူ့ကိုထိတ်ဆုံးလိုက်မှထားရတာအကောင်းဆုံးပဲနောက်ဆုံးအထောင်ပဲထားထားဒီ inside forward ပဲထားထားဒီ442ကစားပြီးတော့တိုက်ဆက် line တွေကိုပဲထည့်တဲ့ သူ့တယောက်တွေကိုလျှော့ပြီးတော့ကျန်တဲ့ကစားသမိုင်းအားလုံးကဒါတော့ out of position ဘက်ကိုရောက်သွားပြီပေါ့လေ pressing ကိုမပေးတော့ဘဲနဲ့နှိမ့်ချလိုက်ဖို့လိုတကယ်တော့ပြီးခဲ့တဲ့ရာသီကအဲ့လိုကစားခဲ့တာပေါ့ကျွန်တော်အချိန်ချင်းလေးပြောတယ်အဲ့ကြောင့်လဲဒဏ်ရာပြဿနာတွေအများကြီးမရှိဘူးဘာဖို့ကြီးလိုက်ရင်ဘာလို့အဲ့လိုကစားနိုင်လဲဆိုကိုအဲ့မိနစ်တုန်းကကိုကရင်ခိုးရတယ်ခိုးရပြီးတဲ့နောက်မှာသူဒီ1စီးလောက်မှာထိုင်လိုက်တယ်ကြိုင်းစိမ့်ရှိနေပြန်ပြဘောလုံးကင်မပြီးခဲ့ရာတရားဘာဘူးရဲ့ဘောလုံးပုံစံ56ရာခိုင်နှုန်းပဲရှိတယ်။တရားဒီလုံးဒီပါ90မှာပေါ့လေ။ဒီရာဒီမှာ60နဲ့ရာခိုင်နှုန်းတိရှိတယ်။ အဲ့ဒါလည်းဒီဟို data surface လည်းပဲပေါ့လေထပ်ပြီး night shot တွင်းရောမနေ့ကတော့ကိုကဂိုးရင်ရတာဟိုပေါ့ပြန်ဟိုပေါ့လို့ဒီနေ့ကကြောက်ကိုကဂိုးတွေအရင်ပေးရတာဆိုတော့ပြိုင်ဘက်တွေကဒိုးပြောထိုင်သွားရဲသူတို့ကဘာဘူးဥစားမဝိုင်းကဘာဘောလုံးပိုကန်ရဲဆိုတော့ဘက်ကိုပိုရောက်သွားတာပေါ့လေအဲ့တော့ဆာလာကအဲ့ out of position မှာအလုံးလုံးဖို့ဆိုရင်မဖြစ်နိုင်ဘူးအဲ့တော့ Florian Vias တို့ Akitiki တို့ကလည်းမဖြစ်နိုင်ဘူးတကယ်တကယ်ကြတော့အဲ့တော့ present ကိုမပေးတော့ဘဲနဲ့ခန်းစစ်ကိုပဲထိုင်မနေ့ကလုံးမျိုးဒီ442ပို့ ဘလော့နယ်လေးပဲမီဘလော့ပဲထထိုင်လိုးဘလော့ပဲထထိုင်ကြိုင်ဘက်ကိုလိုလာလာဘောလုံးပေးကြိုင်လိုက်ဖို့လိုတယ်ဟိုဒါကကိုတိုက်စစ်ကစားသမားတွေကဒီခံစက်လောက်အောင်အဲ့လောက်မကောင်းတဲ့အချိန်မှာရွေးချက်စရာရိုးရိုးရှင်းရှင်းလေးရွေးချက်စရာတခုပဲပေါ့နော်အာနီစလောက်ဆိုအခုကမိနစ်ကထထောင်ပို့ပြီးတော့ present နေကိုမရမကကြီးလိုက်ပေးနေတာကိုလည်းတွေ့ရတယ်အဲ့လိုလေကောင်းတဲ့ပွဲရှိတယ်ဒီဟာဒီကျွန်တော်တို့ဟို West Party မှာကြီးခဲ့တဲ့ Arsenal နဲ့ Arsenal နိုင်တဲ့ပွဲဆိုတာ ခန်းစစ်ကိုသူချာလေးထိုင်နေအာဆင်နယ်ဘောလုံးပေးကင်နေဖလော်ဒီယန် VS ဆိုရင်ဒါဇူဝီမန်ဒီကိုလူကတ်ရတဲ့ကစားသမားတော်ဖြစ်တယ်ဇူဝီမန်ဒီကိုသူကပြန်ကတ်ပြန်ကတ်တယ်အဲ့ပွဲမှာဆိုအဲ့လိုပုံစံမျိုးကစားရင်ကဲကတ်စ်လဲကောင်းတယ်ဒီဘက်ကထရန်ဇက်ရှင်မှာလက်နက်တွေအများကြီးပဲ AKTK ရဲ့ space တွေရှိတယ်ကဲကတ် space တွေရှိတယ်စာလာအဲ့လိုအနေထားမျိုးဆိုကောင်းတော့မယ်အဲ့လိုကစားမနေဘူးဒီ present မှာ present ဒီ liverpool ရဲ့ dna ကိုမဖြတ်ချင်နေတာပေါ့နော်နောက်တစ်ခုကကြတော့ဒီ imposition နဲ့ပြန်တွေးမယ်ဆိုရင်ဟို sala ရဲ့ wing ကတော်တော်လေးအာရုံပါပြီဒီ ဂျပန်ကကော်ရီကန်ဘူးကလည်းအားရတယ်လီဗာပူးရဲ့ကော်ရီကန်ဘူးနဲ့စာလာရဲ့တောင်မန်ထရက်ပေါ့နော်ဒီတောင်မန်ထရက်တွေဆိုတော့ပရီးမီးယားလိမှာဆိုတာအဆင့်သေးကြတယ်17လောက်မှာပဲရှိနေမယ်ထင်တယ်သူတို့တဲ့ကောင်းတဲ့တောင်မန်တစ်စုံလေးအများကြီးပဲအဲ့တော့ဒီကစားသမားနှစ်ယောက်ကိုဘာလို့တောင်မန်မှာထားနေမှာလဲအော်ထားပါတော့စာလာကလူမကျော်ဘူးဘောလုံးထွက်တယ်မနစ်ကလည်းဒါတန်တယ်โอเคအခုကဘောလုံးလည်းမထွက်ဘူးလူလည်းမကျော်နိုင်တော့ဘူးဆိုတော့ဒါသူ့ကိုလိုင်းနဲ့အောင်အောင်တကယ်လို့မအောင်ရဲ့ဒီတိုက်ဆက်မှုနေရာမှာအကီကီနဲ့ပြည့်တွဲပြီးတော့ဒီ442 ဖလက်ပုံစံမျိုးရိုးရှင်းရှင်းကိုသူပြောင်းလဲဖို့လုပ်ပြီးလေဘာလို့အဲ့လိုတွေပြောရတာလေဘာဘူးကအဲ့ရှိတ်ပြဿနာတွေပဲစကစားသမားတွေကကိုအသင်းဟောင်းမှာကစားခဲ့ရတယ်ကိုအားသာရဲ့ရိုးမှာမကစားဘူးမပြောမပြောတာကြာလာတဲ့အခါမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာတယ်ပြီးတော့တစ်ချိန်တည်းမှာပဲကစားကန်သူတို့ကိုယ်တိုင်ပဲဖြစ်တာကဲကတ်တို့ဖလော်ရီယန် VS တို့အဲ့လိုပုံစံမျိုးဖြစ်နေတဲ့အခါမှာမပြောတော့ဘူးအသင်းပိုင်းမှာတော်တော်လေးကိုဒီလိုက်စားဟောတာပေါ့နော်အခုဆိုဒါစိတ်သက်ပိုင်းကတော်တော်လေးယိုယွင်းလာကြပြီခံစစ်အလို့ဆိုဘယ်သူမှအလောက်ကြီးမလုပ်ချင်တော့ဒီ Forest နဲ့နေရာဆိုဒုတိယကိုယ်တိုင်ဟောတာ အဆာဗိုနာလာဒီညာချမ်းဆန့်စင်မှုဖူဘက်အဲ့ဒီလုံးဆိုရင်ဒါကော်ဒီကဘိုလိုက်ကြည့်နေတယ်သူ့ဖူဘက်ရှိနေတယ်ကော်ဒီကဘိုကအဲ့နေရာမှာဘောက်စိတ်မှာဒါမဲ့သူအဲ့သူ့ကိုလည်းလက်ညှိုးထိုးပြီးသူကြိလိုက်သေးတယ်ဒါမဲ့ဟိုဘက်ကဆာလာကဒီကူဝီလီယံကိုလိုက်ခဲ့တယ်ဆာလာလည်းရှိနေတယ်ဒါမဲ့တကယ်တကယ် forest က move တွေလုပ်ပြီးဆိုတော့ကျမ example နှစ်ယောက်လောက်ငြိမ့်နေတယ်နီကိုလီယံထွက်သွားတယ်ချိုးပေးလိုက်တယ်ဆာဗိုနာကအတွင်းထဲကိုဝင်လာပြီးပိတ်တယ်မှာကာရီကာဘူဝါဆာလာကိုမျောပြီးကြံနေခဲ့တယ်အဲ့တော့ ဟိုအခုတို့ပြိတ္တတွေလည်းပြောကြပါတယ်ကော်ရီကန်ဘူကတစားကန်ဖြစ်တယ်လို့ဒီ present မှာဆိုရင် तू က second line နဲ့ NCM တို့ကိုစင်းပြီးကစားပေးနေရတာဆိုအဲ့ဒါ position အရဟုတ်တယ်စင်းပြီးကစားတဲ့ NCM တို့ကိုရောက်တကယ်လည်းခက်စစ်နေရအောင်ရောက်ဒါပေမဲ့ function အရအဲ့လက်ကိုလုံနေလားဆိုမလုံနေဘူးမလုံနိုင်တာလည်းအပြည့်မဟုတ်ဘူး तू ကဒါပြောမလို့ Louis Diaz ဆိုလို့ပုံစံမျိုးမဟုတ်ဘူးအဲ့ defensive sense အားနေအဲ့လိုပုံစံမျိုးမှာလေဘာဘူးကဂိုးတွေအများကြီးပေးရဆိုတော့ဒါလေဘာဘူးက in position မှာရော out position မှာအခုကြည့်လိုက်တော့တော်တော်လေးကိုပြဿနာကြီးညားနေတာအဲ့တော့ out position မှာတော့ ဟိုကျွန်တော်အမြင်ရတော့ဒီ present ကိုဆွတ်လွှတ်လိုက်တင်ပြီလို့ယူဆရတယ်ပေါ့နော်သူတို့ဒီဆာလာအလွန်မှပဲသူတို့ present ကိုပြန်ပြီးတိဆောက်ရအောင်ကစားမတယောက်ကိုလောက်ကိုပဲပါစားပေးပြီးတော့တိဆောက်ဒီ behind the ball ဒီပြန်မဲ့ဘောလုံးကင်ထားရဲ့နောက်မှာပဲ center back တွေကိုလွတ်လပ်ဘောလုံးပေးကန်လိုက်တော့ Arsenal နဲ့နေရလို့မျိုးဒီ double pivot of တွေကိုပဲ line ထီကိုပဲဒီချာလေးကပ်ပြီးတော့ middle block နဲ့ထိုင်ပြီးကစားဖို့လိုပြီး in position မှာတော့ဒါကကျွန်တော်အနေနဲ့ဆာလာတို့ Corey Gakpo တို့ကို ခေါင်လည်းခေါပခေါင်လည်းဒီအတွင်းတွေကိုဝင်ကစားတဲ့ပုံစံမျိုးဒီဖူဘက်တွေကိုဝက်ကိုပိတ်လိုက်ဖို့တင့်ပြီကာကတ်တို့စီကအကောင်းဆုံးခြေစွမ်းတွေကိုထုတ်ယူဖို့တင့်ပြီလို့တော့ကျွန်တော်မြင်နေအားကြောင့်ပိတ်သက်တွေအခုအိုင်ဆလော့ကိုဝေဖန်နေရဆိုတော့ကျွန်တော်လက်ခံတယ်ဆိုတော့အဲ့ဒါပေါ့နော်အိုင်ဆလော့ကအဲ့လိုပုံစံကိုရှိတ်ကိုပြောင်းလိုက်တယ်ဆက်ရှုံးဝင်လည်းရှုံးနေမယ်ခုဒါဆိုကျွန်တော်တို့ဒီစနေကဒါ PSV နဲ့ပွဲနေမှာရိုက်နေပါဘောနော်ဒါတက်မယ်ဆို PSV နဲ့ပွဲမှာဘယ်လိုဖြစ်နေလဲကျွန်တော်မသိဘူး PSG နဲ့ပွဲမှာပဲရှုံရှုံဒါတော့ Western Sunderland တို့မှာပဲရှုံရှုံအဲ့လိုပြောင်းလဲနေပြီဆိုကျွန်တော် Ali Slot ကိုလုံးဝထောက်ခံအော်ဒီသူပြောင်းလဲနေပြီဒါအချိန်တိုင်းအခုက မပြောင်းလဲမပြောင်းလဲဘူးဒီတိုင်းပဲဝတ်တွေမှာလည်းထက်ဒီကစားသမားတစ်တီးကလည်းရုံးကန်အဲသူ့အနေနဲ့ကြာ press conference မှာသူ့တာဝန်ရှိရလို့အချိန်ချင်းပြောနေမယ်ပြောင်းလဲမှုကိုကျွန်တော်ကမမြင်တွေ့ရတဲ့ခါမှာတော့တော်တော်လေးကိုအားရချင်စရာမကောင်းဘူးပေါ့နော် option တွေကတော့ကျွန်တော်ကျွန်တော်အမြင်လေးတွေကိုသာတုံးသက်ပေးတာပါပုံနဲ့ဟုတ်ဟုတ်ကဲ့ပါတကယ်တော့အနီစလော့ကရှိတ်လဲပြောင်းသွားမှာပေါ့လေတကယ်တော့သူ AK တကင်းနဲ့11နာရီဆက်ကို2ရောက်တူတူသုံးမယ်ဆိုရင်တော့ဟို football ရှိတ်ပြောင်းရင်လည်းပြောင်းပါလေအဲ့လိုမှမဟုတ်ပဲ ဒီဒီတိုင်းပဲဒီရှိတ်တိုင်းပဲကစားခြင်းလေဆိုရင်တော့ဒီကျွန်တော်တို့ကဒီ high intensity high pressure ကိုရှော့ရမယ်ဒီ line ကိုရှော့ရမှာပေါ့လေအခုဟာကဒီ second ball ကောက်တဲ့ပြဿနာတွေကလည်းအဓိကဒီရှိတ်ရ line နှစ် line ကဒါ present mind ဟိုဟာတန်မတ်ရော့နေလို့ဒီနောက်ကဟိုခန်းစကစားသမားတွေအတွက်က six time အကူအညီပြည့်ဝမင်းရအောင်ဆိုတော့ anisolo အနေနဲ့တော့ပြောင်းလဲချိန်တန်ပြီးလို့ပဲပြောရမယ်အဲ့တော့ဒီ dominant ပတ်သက်ပြီးတော့ဒါကိုကောင်းနေဗာမများဖြစ်ဆွဲပြီးပြောချင်သေးတယ်ဗျဟုတ်ကဲ့အာလက်ရှိချိန်ကြီးတော့ anisolo ကိုကျွန်တော်ယုံနေသေးပါပဲเนาะပြီးခဲ့တဲ့ရာသီမှာလည်းသူလုံးပြခဲ့တဲ့ဟာတွေက ူလက်တူးချိန်နေပါပဲတကယ်ကတော့ရိုင်းကလော့ပ်တိဆောက်ပေးခဲ့တာမှန်နေပေမဲ့ဒါအိုင်စလော့နေရာမှာပဲစင်ညိုနေပဲလာပြီးနေပြန်နေပြအဲ့ဒါကတော့ဆက်ရှိနေမှာပဲပေါ့နော်ဟိုအဲ့တော့ဒီယာဒီမှာတော့လီဗာပူးကလည်းတကယ်တော့အိုင်စလော့မထုတ်ပါဘူးဒီဒီဇန်နဝါရီလောက်ထိရတဲ့ဖာဘီဇိုရိုမန်နိုလည်းပြောထားတယ်ပေါ့နော်လီဗာပူးကလည်းအဲ့လိုအသိမျိုးတော့မဟုတ်ဘူးဆက်ပြီးတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်အာနီစလော့ဘာတွေပြောင်းလဲမလဲမပြောင်းလဲဘူးဆိုတာတဲ့အရေးကြီးတာကကျွန်တော်တို့ဆာလာကိစ္စဖြစ်နေတယ် အဲဆာလာက in position မှာရော out of position မှာရောတိတိပပဟိုအသင်းကိုယိုင်နေစေတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြဆာလာကိုလိုင်းနဲ့ခောက်လိုက်လို့ပြောတာမဟုတ်ဘူးဆာလာအတွက်ပုံအောင်နေရှိတယ်ဂျားဖက်ကျွန်တော်မေးနေပါဟိုဟာအာဖရိကဖလားမှာဒါဆာလာသွားရမယ်ပေါ့လေအဲ့အနေထားကို तू ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာပေါ့လေအဲ့ဟာလည်းသူ့အတွက်ဒါဘယ်လိုပြောမလဲနောက်ထပ် option ပြန်ဖြစ်မလားပေါ့လေ तू ပြောင်းလဲရမယ်အရာလို့အဲ့အဲ့အဲ့တစ်ချက်လေးတော့ကျွန်တော်နည်းနည်းတော့သွားစဉ်းစားဘာလို့ဆိုတော့ဆာလာလည်းဒီဒါဒီဇင်ဘာ23လောက်ဆိုရင်ဒါ ဟိုသွားရတော့မှာဆိုတော့အဲ့အနေထားမှာပေါ့လေဒီဆာလာမရှိတဲ့အနေထားမျိုးမှာ तू အသင်းကိုဘယ်လိုတည်ရမလဲပေါ့လေအဲ့အဲ့ဟာကာလာလေးတစ်ခုကတော့ရမ်းစိတ်ဝင်စားဖို့ကောင်းတယ်နော်ဟုတ်ပါတယ်ဒါ frame bound ပဲလာမယ်ထင်ပါတယ်ဟုတ်ကဲ့တို့ဒီရာတီဂျိုဟောင်ကောင် training မှာလည်းဒါ train ထားတာဆာလာရဲ့နေရာ frame bound နဲ့ train ထားတာဆိုတော့တကယ်လို့ frame bound မ train ဘူးဆိုရင် option ကတော့ဒါစတဲ့တန်နဲ့တို့ league camp လေးမှာကစားခဲ့တာရှိတယ်။ frame bound က full back ပေါ့နော်။အဲ့ညာချမ်းတောင်ပိုင်းမှာခီးစားကစားတယ်။ခီးစားကိုကျွန်တော် hash speed တွေကိုဝင်ကစားတယ်။ interior channel မှာကစားရတယ်။ frame bound ဝက်ကိုထောက်ဆိုတဲ့ပုံစံမျိုးပေါ့နော်။ ဲ့တော့ဒီညာချမ်းမှာတော့ဒါအိလိယလည်းမရှိတော့ဘူးဆိုတော့ခေးစာပဲဆက်ဖြစ်လာမယ်တကယ်လို့တောင်ပံခေးစာမသုံးချင်ဆိုတော့ frame ပေါင်နဲ့ flat လေးအတွဲလိုက်သုံးပြီးတော့ frame ပေါင်ကညာချမ်းကိုထောက်ပေါ့နော်အဲ့ကာလာလေးတော့ကျွန်တော်အမြန်ရောက်ချင်တယ်ဘာလို့တော့အာဒီဆလော့ဒီချမ်းမှာမပြောင်းလဲနိုင်ဘူးပေါ့နော် တော်တော်လေးကိုစောင့်နေရအဲ့ကာလာကျတော့ तू မပြောင်းလဲလို့မရတော့အဲ့ချာကျရင်တော့ तू ဘယ်လိုပြောင်းလဲမလဲအဓိကကကျွန်တော်ပြောခဲ့တာတွေမှမဟုတ်ပါဘူးဘယ်လိုပဲပြောင်းလဲပြောင်းလဲအတင်းကအပြောင်းလဲချင်းတွေပေါ့လို့နေတယ်ဒီပုံစံဆက်သွားလို့မရဥမာ Amorin 3421ကိုမပြောင်းလဲဘူးဆိုတာက तू လိုချင်တဲ့ကစားသမားတွေရောက်မလာသေးဘူး तू पे ကပ်ပြီးတော့လုံးဝ तू ဒါကိုပဲမပြောင်းဟုတ်ကဲ့ဟိုပြောင်းသိချင်းဒီပြပဲပြောင်းငါတော့ဒါကိုမပြောင်းဆို तू ပြောတယ်မှန်လေလေဒါ तू က तू 3 4 2 1နဲ့ไลฟ์ဖက်တဲ့ကစားသမားတွေသူ့စီကိုတဖြည်းဖြည်းရောက်လာတာကိုစောင့်လေဗာပူးကကြာအဲ့လိုမဟုတ်ဘူးအဲ့မလိုက်ဖက်တဲ့ကစားသမားတွေရောက်နေပြီလက်ဟောင်းကိုမပြောင်းနိုင်ဘူးဖြစ်နေတာပေါ့เนาะအဲ့တော့ဒီပုံစံတိုင်း လီဗာပူးဆက်သွားတာကျွန်တော်ရရိပ်ပြောရဲမကောင်း4-2 4-3 1-3သွားဒါမှမဟုတ်4-3 1သွားအဲ့ဆာလာနဲ့ imposition ရော outposition ရောမကောင်းကျွန်တော်ရရိပ်ပြောရဲအပြောင်းလဲတစ်ခုချင်းတွေလိုနေတယ်အပြောင်းလဲဆိုရဲနေရာမှာကတကယ်ဟုတ်ချင်မှလည်းဟုတ်မယ်ဟုတ်တော်ကြီးမဟုတ်တော်ရှိကိုနီးပြအပြောင်းလဲလောက်လာပြီဆိုကစားသမားတွေကစားစိတ်ပိုင်းဆိုင်ရာဒါပျော်ရွှင်မှုတွေဟိုစိတ်ရတက်ကြွမှုတွေဖြစ်တယ်ဆိုတော့ဒီအပြောင်းလဲကိုပဲကျွန်တော်စောင့်ကြည့်ရမယ်ဘယ်တော့ပြောင်းလဲပေါ့ဒါအခုဆိုဒါ PSP နဲ့ပွဲဒီညမှာကစားမယ်အာထားပါတော့ဒီဟာကျွန်တော်တို့ဒီစနေဘယ်တော့တင်မလဲတော့မသိဘူးဒီ PSP နဲ့ပွဲမှာပြောင်းမလားဝက်ဆန်ဆန်နာလက်တောက်လျှောက်ပွဲချောင်းတယ် ဘာလုံးလဲကျွန်တော်တို့စောင့်ကြည့်ရမှာနော်ရာသီဒီရာသီဝက်ပေါ့ဇန်နဝါရီပြောင်းရွှေ့လောက်ထိမှမပြောင်းဆိုတော့သိကြတယ်ဒါဆာလာဟိုကိုဝင်ပြောလို့ပဲအက်ကွန်သွားတော့မှာပဲဟုတ်ကဲ့ပြောင်းမယ်ဆိုတော့ကျွန်တော်အဲ့အချက်လေးကိုတော့ချက်စောင့်ကြည့်သွားမှာပေါ့ဟုတ်ဟုတ်ကဲ့ပါတကယ်ဆိုဒါပရီးမီးယားလိအသင်း20ဒီထဲမှာဒါလဘာဘူးကလူခုံမှုအပိုင်းမှာတကယ်ကိုစစ်စစ်ဆက်ဆက်နေပေါ့လေဒီ data science တွေကသူတို့ရဲ့ psychology တွေပါအကုန်လုံးဒါတကယ်ကိုစစ်စစ်ဆက်ဆက်နေဒါလေ့လာပြီးမှသူတို့ရဲ့ဘောင်ထဲကိုဝင်မှာ ခေါ်တာဘာကြောင့်အခုလိုမျိုးဒါ profile လုပ်တဲ့ကစားသမားတွေဒီအသင်းရဲ့ဒီနီးပြားရဲ့ဟိုဟာ identity နဲ့နည်းလေးကွဲထွက်တဲ့ကစားသမားဘာလို့ခေါ်တာလဲဒါကတော့မင်းကုန်းထုတ်ပြရရှိတာပေါ့လေအဲ့ဒါတော့ဒီ FSGO ပဲဒါမင်းကုန်းထုတ်ရမှာပေါ့တကယ်တော့ဟိုအနည်းဆုံးလေအဲ့လောက်မညံ့ပါဘူးအခုအခုဆိုဒါဟိုပွဲ90မှာဒါ तू က30ပွဲနိုင်ခွင့်ရတာလေဘာဘူးတင်တမိုင်းတစ်ချောင်းမှာ तू तू အများဆုံးပဲလေအကောင်းဆုံးနည်းပြပဲဆိုတော့ဟိုအနင်းစလော့အနေနဲ့ဒါအချိန်မီပြင်ဆင်ဖို့တော့ဟိုလိုလိုအပ်တယ်ပေါ့လေ ဲ့တော့အခုလိုမျိုးဒါပြပြဆုံးဆုံးဒီ topic နဲ့ပတ်သက်လို့ပြပြဆုံးဖော်ကြားပေးရတဲ့အတွက်ဒါကိုကောင်းဆုံးအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့30 distance နေမှုကိုအချိန်ပေးစောင့်ကြည့်နေတဲ့သောကောင်းပြည့်တဲ့အတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ